ညနေကနေတက်နစ်ကိုကူးပြောင်းတဲ့တရုတ်ရိုးရာနှစ်တကူမှာရန်ကုန်တိုင်းအစိုးရအဖွဲ့က ပထမဆုံးအချိန်ထူးခြားစီကားစွာကျင်းပဖို့ခွင့်ပြုခဲ့တာဖြစ်ပြီး NLD ပါတီရဲ့နိုင်ငံကသူရဦးတင်ဦးရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုမင်းသိန်းတရုတ်တမ်မကြီးနဲ့မြန်မာပြည်ပတရုတ်လူမျိုးတွေပါဝင်ဆင်နွှဲခဲ့ကြပါတယ်။မြန်မာနှစ်တကူပွဲတော်မှာလည်းရန်ကုန်မြို့ပြည်သူတွေပျော်ရွှင်စွာဖြတ်သန်းခဲ့ကြသလိုအခြားသောလူမျိုးတွေရဲ့ယဉ်ကျေးမှုဒလိထုံးတဲ့တွေအတိုင်းအားလုံးပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းကြပါလို့ဆိုလာသူကဦးဖြိုမင်းသိန်းပါ။မြန်မာနှစ် ွဲတော်တွေမှာလည်းကျွန်တော်တို့ရန်ကုန်မြို့သူတို့သာအားလုံးပျော်ပျော်ရွှင်ရွှင်နဲ့ဖက်တန်းနိုင်ကြတော့စိုင်းသားတွေအားလုံးရဲ့ဒီကျေးမှုဒလေးလုံးအပ်နေသူကျွန်တော်တို့ဒီလိုမျိုးနဲ့အားလုံးပျော်ပျော်ရွှင်ရွှင်ဖက်တန်းကြဖြစ်ပါလေကျွန်တော်တို့မြန်မာနိုင်ငံကတရုတ်အမျိုးတွေရဲ့ဒီကျေးမှုဒလေးလုံးအပ်နေသူလည်းကျွန်တော်တို့အသိမှတ်ပြုကြဒီအတွက်ကျွန်တော်တို့အားလုံးဟာဒီနေ့သာကမှာငင်းရစွာနဲ့အတူဝမ်းမြောက်ဝမ်းသာ ်ပျော်ရွှင်စွာနဲ့ဖြတ်သန်းနိုင်ကြပါစေလို့ဆန္ဒပြုပြီးဒီကုန်းချုပ်ပါတယ်လာသာမြို့နယ်တွေကရွှေဒီကုံဖျားလန်းဘူရွဲလန်းလာသာလန်းစစ်အိုးရဲနဲ့လမ်းမတော်တခြားတရုတ်ရိုးရာမိဘုံ3000ကျော်နဲ့ တရုတ်ယဉ်ကျေးမှုတွေကိုပုံဖော်ထားတဲ့မဟုတ်ဦးတွေနဲ့အလှဆင်ထားတာလည်းဖြစ်ပါတယ်။တရုတ်မြန်မာဆက်ဆံရေးကောင်းမွန်တိုးတက်ဖို့နဲ့မြန်မာနိုင်ငံဒီမိုကရေစီကူးပြောင်းရေးကာလမှာအောင်မြင်မှုတွေရရှိဖို့နှစ်သစ်စုမကောင်တောင်းပေးသူကမစ္စတာဟောင်လျန်မှာမြန်မာနိုင်ငံဒီမိုကရေစီကူးပြောင်းရေးလမ်းကြောင်းမှာတည်တည်သောအောင်မြင်မှုများကိုအစမပြတ်ရရှိဖို့မျှော်လင့်ပါတယ်။တရုတ်မြန်မာဆက်ဆံရေးက ဖြေကျက်ဖလိုပဲခြေလက်မမှန်တဲ့ဖွံ့ဖြိုးတိုးတက်ပြီးတရုတ်မြန်မာနှစ်နိုင်ငံပြည်သူအားလုံးကိုပုံမိုကြိုးပြုနိုင်ဖို့မျှော်လင့်ပါတယ်ဒီနေ့နှစ်တကူပွဲတော်ကိုအသက်ကြီးပြီဖြစ်တဲ့မြန်မာပြည်ပေါ်တရုတ်လူမျိုးဖိုးဖွားများကသူတို့တသက်တာမှာကျင်းပခွင့်ရတဲ့အတွက်ဝမ်းသာနေကြကြောင်းနဲ့မြန်မာနိုင်ငံသားတွေလည်းကောင်းကျိုးဆောင်ရွက်နိုင်ပါစေလို့ဆုမွန်တောင်းပါတယ် အခုဒီဒီကူပဲကိုကျင်းပတဲ့အခါမှာမိလူတွေကကြားမွန်းတာပေါ့အသက်ကြီးတဲ့ဖွားကြီးတွေတော့သူတို့တစ်ခါမှသူတို့ဘဝမှာဗမာပြည်မှာမွေးဗမာပြည်မှာမွေးရောဒီတိုနေ့တကူဆိုတာမကြုံဘူးအခုလိုကြုံခဲ့တဲ့အခါမှာသူတို့တော်တော်လေးဝမ်းသာပါတယ်အဲတော့ကျွန်တော်နှစ်သက်ပါတယ်အခုမြန်မာနိုင်ငံလူများနိုင်ငံသားရဲ့နိုင်ငံရဲ့ကောင်းကျိုးတွေပေါ့ဒီရက်မကဆောင်ရွက်နိုင်ပေါ့နောက်တစ်ခါအခုလိုလိုတဲ့အခါကျွန်တော်နိုင်ငံပွင့်လင်းနေအဲပြည်သူကရွေးချယ်တဲ့အစိုးရဖြစ်နေတဲ့အောင် ပြည်သူတွေရဲ့စံနာအရာလုပ်ပေးတာကိုတွေ့ရအောင်ဒါတော်တော်လေးပြီးပြီးချစ်ပါတယ်2019ခုမှာအရင်နှစ်တွေနဲ့မတူဘဲစီကားစွာကျင်းပကွင်ပေးလို့ပျော်ရွှင်မိသလိုနောက်နှစ်တွေမှာလည်းပုံမစီကားစေခြင်းသလိုနှစ်သစ်မှာကျန်းမာပါစေလို့ဆုတောင်းပေးသူကတော့အသက်80ရှိပြီဖြစ်တဲ့ဒေါ်ကြီးပါ ဒီနေ့မှာနှစ်ခုတဲ့ရန်တွေကိုရန်ပြော်တယ်စီလက်စီကြတယ်ပေါ့နော်ခတိုင်းတင်တယ်လည်းမတူဘူးကိုပြောလဲလူလည်းများတယ်ကွဲလည်းစီတယ်ဒါပေမဲ့ပိုကောင်းပါတယ်နောက်နောက်နာမနှစ်လည်းဒီနေ့စီပါစီနော်အားလုံးလည်းကြမ်းကြမ်းမှမှချမ်းမြတ်တာဒါနဲ့အဖွားမြစ်တာပို့လိုက်ပါတယ်အဒီတစ်နှစ်ပဲကြုံမှုတာပေါ့နော်အဖွားသက်90ကျော်နေပြီအဲ့ဒါခုဒီနေ့မှဒီလိုဖြစ်ရတာအရန်လည်းဝန်းတာတယ်အရန်လည်းပျော်ရွှင်ပါတယ်နော်အားလုံးလည်းဒီနေ့ပျော်ရွှင်ပါစေလို့ချီးကျောင်းပေးပါတယ်ဟုတ်ပါတယ်